ကလောင်မြူနယ်၌ကြီးလက်နေပြည်သူများအားစံမိုင်းဆောင်ရှောက်မှုလုပ်ငန်းများ အခမဲ့ကွင်းစင်ဆောင်ရွက်တဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းကလောင်မြူနယ်ပြည်သူစံမိုင်းဦးစီးဌာနမှဦးဆောင်သောအဖွဲ့များသည်နိုဝင်ဘာလ17ရက်နေ့နံနက်ပိုင်းကရွှေမင်းဘုံကျေးရွာအုပ်စုရွှေတော်ကျေးရွာကြီးလက်နေပြည်သူများအားစံမိုင်းဆောင်ရှောက်မှု အခမဲ့ကွင်းစင်ဆောင်ရွက်ခဲ့ပါသည်။ ထို့သို့တွင်ဆင်ဆောင်ရရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာခိုင်စုစုငိမ့်နှင့်အဖွဲ့ဝင်များ နန်းတိုင်းကြီးလက်ကျန်းမာရေးဌာနနဲ့ရွှေမင်းဖုံကြီးလက်ကျန်းမာရေးဌာနခွဲမှာဝန်ထမ်းများက ရွှေမင်းဖုံကြီးရွာအုပ်စု ရွှေတော်ကြီးရွာတို့တွားရောက်၍ကြီးလက်နေပြည်သူ133ဦးအားအခမဲ့ကျန်းမာရေးဆောင်ရှောက်မှုပေးခြင်းကျန်းမာရေးပညာပေးခြင်းနဲ့ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။